တော့ပရိသတ်သမုပ္ပါဒ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှင်းဥစွာပြောအလုံးသိနေကြတဲ့ထင်မယ်လူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိရသော်ပြာဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ် ကုသနာမှာကံတွေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရားထဲမှာထိုကံတွေရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာပါလို့ရမယ့်အရာလဲကိလေသာဆိုတာကရောကုသနာမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာလောကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုတ်ပြီးတော့ကိလေသာလို့ပြောနေချာတော့ကံနဲ့ကိလေသာအကြောင်းကိုကြာကြာနာနားလဲဖို့လုပ်တယ်ပေါ့အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေတာ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရာထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရာလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှင်ကုသကံမှုတွေလို့ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းနေကောင်းမယ် ငွေကြေးတနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြဆာမယ်ယာရုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောင်းတယ်လို့ပြောတာနော်သို့တော့မကောင်းတာဘာလဲလို့ဆိုလို့ရှိမကြခင်အိုးသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ရော့သွားတယ်လို့မရှိဘူးနော်မစည်းရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ် ူတိုင်းလူတိုင်းဟာယောဂကိနဲ့ဆိုတာဓမ္မရှားနေအဲ့တော့ကံကောင်းတယ်ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေပြီးကံဆုံးမှုမောင်တွေ့နေကြတာဖြစ်တယ်။ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နေ။နောက်ဆုံးမိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရမတမခဲရင်နေ။လူတိုင်းလူတိုင်းဟာသေဆုံးခြင်းမှာဆုံးသတ်ကြရတယ်။ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တောကနဲ့ပဲနေချရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရတယ်ယာရုကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲဟုတ်ကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ကြအလုပ်ကောင်းရင်ကံကောင်းတယ်လို့လူတွေကပြောနေကြတယ်။အေ ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းတသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာတွေဒါများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာဘာလဲလို့မေးလို့ရှင်စေရနာဟံဘိခွေ ကမဝရာမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး pollution လို့အင်္ဂလိပ်လိုပြန်တယ်ထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့ တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကို ဒီတမာအဖြစ်ပြောရင်စေရဏဟံဘိခွေကမ္မဝရမိလူတွေဟာဒီတွန်းအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလျောက်လုပ်ကြပါရီဖြစ်လာတော့ဆိုကမ္မဆိုရဲအမှုတွေဖြစ်လာနော်စိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ ြောဆိုတဲ့အမှုကိုရင်းလေးရောက်လုပ်တဲ့အမှုအဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တောင်းအပ်ပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟုတ်အလုံးဘုရားဘာသာဝင်သူရောစင်နေတည်တဲ့အတိုင်းကာယကံဝစီကမနောကံလို့ရှိတယ်မယ်စေရနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူး ကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့တနည်းအားဖြင့်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုပြောမယ်ဆိုရင်သူများတဲ့ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့အသားမရစော်ကားတယ်ပြင်မာတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတက်ကိုတတ်ချင်းမှရှောင်ကျင်တဲ့အကျဉ်းတရားထားတယ် သူများဥစ္စာမခေါ်ဘူးတရှင်းစွာနေထိုင်နေကိုသိခါကိုထိန်နေသူတော်သားမယားစိတ်နဲ့တော့မပြစ်မှားဘူးလို့ပြစ်မှားခြင်းမှရှောင်ကျင်နေဆိုကောင်းတာမကောင်းတာဒီနှစ်ခုရှိလာနော်နှစ်ခုရှိလာအဲ့ဒါတွေကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆို ေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်။ရှင်ဘုံရအဖြစ်တရားဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်။သူတော်သားတောင်းရပြမှားတယ်ဆိုတာကြလဲလောဘဆိုတာနဲ့တွဲလာတယ်။တခါတရံဒေါသဆိုတာနဲ့လည်းတွဲတယ်။လက်စားချေတဲ့သဘောမျိုးလောက်တာလည်းရှိတယ်နော်။အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ ကိလေသာတွေနဲ့ပေါင်းဆက်ပြီးတော့စေရနာတွန်းအားကြောင့်ပြည့်မှုတစ်ခုကျွလွန်သွားတာအဲ့ဒါတွေကစေရနာလို့ခေါ်တယ်တခါနှုတ်ကပြောတဲ့အခါမှာကောင်းမကောင်းနှစ်ခုရှိတယ်ထင်မယ်မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရနာတွေနဲ့ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမမကန်ပြောတယ်တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့စကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတဲ့စေရနာ တုံးနဲ့တူမတက်အောင်ခြွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကိုဒီရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းရချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ် အလုတိနေကြတဲ့မုတဝါဒပိတုနာဝါစာဖရူတာဝါစာသမဗလပါလို့ဆိုရယ်ဒီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အခုအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်ပြန်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံဟာစေရနာကိုကောက်တာမှန်မနောကံကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူး အဘိဓါာဆိသူများပစ္စည်းကိုကိုပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှုအဘိသာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့ သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူးလောဘကိုကံလို့ခေါ်တယ်အဲ့ကြတော့မနောကမှလောဘကိုကံလို့ခေါ်တယ်တခါပြာပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲ ဒီကောင်းသေးသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပြိုင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက် တတိတခုပါသွားတာဟုတ်ဆုံးအဲ့ဒီဒေါသဟာတမန်မိသားစု ကိုတငယ်ချင်းပေါင်းသင်းတယ်တော့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်မိဘကိုသာသမီကစိတ်ဆိုးတယ်ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်သို့သောဒီကောင်တည်သွားရင် ပြည့်စိတ်သွားရင် ကောင်းမှာပဲဆိုတာမပါဘူးကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့ရတယ်။နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိ။အဲ့ဒါတော့အလုံးကိုသိမ်မွေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်။တမလွန်လောကကိုမယုံဘူး၊နောက်ဘဝကိုမယုံဘူး။ အတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသက်ဆက်ဆံကြတာဖြစ်တယ်ဘာမှကျေစုတင်စရာမလိုဘူးလူတွေကတည်သွားပြီးရင်နောက်ဘဝဆိုတာမရှိဘူးနော်နောက်ဘဝဆိုတာမရှိဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး တဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိရလည်းပဲကံမဲတာမနောကံလို့ခေါ်တယ်မြတ်စွာဘုရားကအပြစ်တည်တယ်မှာမိစ္ဆာဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ် ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိကိုပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လိမ့်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးတေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်ကံဖြစ်သွားတယ်အဲ့ဒါမနောကံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေရဏဟံဘိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနေ့ရတယ်ပဲဟောတာစေရဏတိကံမှတ်နေအဲ့ဒီတွန်းအားတွေကြောင့်လုံးမိတယ်တွန်းအားတွေကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေမှာ စိတ်ကူးချမ်းစေမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဓါဆိုတာလောဘပြဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်၃ခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထို့တူရတာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပဲမျိုးရှိတုံးတို့ခုအကျဉ်းပြောမယ်ဆိုရင် အကုသိုလ်ကံဟာစေရနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်နော်ဩဒါမကောင်းတဲ့ကံဘက်ကဒါရီရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့သွားတယ်သူများတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation တွန်းအားအဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူရသိမ့်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတုန်းဆိုအနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူးဟောပြီးချင်းကန်းချင်းတဲ့စိတ်ပဲရှိတယ်သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူးအလောဘအနာပိစာအပြာဝါရမေတ္တာအရောဒဆွေမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြာပါရဆိုတဲ့စေရနာမနောကံအပြာပါရဆိုတဲ့ အရောသစေတသိက်ကိုပြောတာနော်အပြဘာရဆိုအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားရေအလုံးချမ်းသာကြပါစေဒီလူအစဉ်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မြင့်ညတ်တာဒုက္ခမေးเสียဘုသူဘုသူမှာဒုက္ခမပေးပါစေနဲ့ ပြိထဲမှာပါတယ်လို့တပိပတ္တရာဏိပတန်တုသရဝရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမပသူထံမှာအဆိုတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအတော်သားမေတ္တာအပြာပါရတော့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ်နော်ကံဖြစ်သွားနောက်တစ်ခါတမ္မဒိဋ္ဌိ တမထိဋ္ဌိဆိုတာကြတော့ခုနလို gain ကျိုးကိုညင်းပဲ့တာမဟုတ်ဘူးမကနဲ့အမြင်တစ်ခုယူစမ်းအေးကောင်းတော့လို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေကသာခွင့်မပြုဘူးဆိုရင်ဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေက immigration ပဲလေသူ့ဗီဇာထုတ်မပေးရင်လာလို့မရဘူး ခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားတာတွေတောင်ရှိတယ်။မတော်တဆလက်လွန်လို့ရောက်လာပြန်တော့လည်းအမိုက်ပုံနဲ့ထည့်ပြစ်တာ။ဣမတ်တလောကတဓာတ်တိတာရောမိဘရဲ့ခြေဆူထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူကကိုပြန်ကျွေးလို့ရသေးတယ်။ပြန်ဆောင်းလျှောက်လို့ရတယ်။ကိုယ့်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆူကဘယ်လိုဆက်ဆက်လို့ရပါမလား။ကိုယ်ကနောက်မှလာတာလေ။ အမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလားရောက်နိုင်ဘူးဘိုးကျရွှေကိုဖြစ်မှသာရောက်ကောင်းရောက်မှာအမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှာဖြစ်တာအဲ့ဒီလက်ခံတဲ့ခြေစုပ်ကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာရောဆိုမိဘရဲ့ခြေစုပ်ကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါဒကာ ကိုဝန်ကလေးကအမေကဆောင်းရှောက်လာခဲ့ရတယ်။မွေးလာတယ်လည်းဆောင်းရှောက်တယ်။ပေါ်တကမွေးဖွားလာတဲ့နောက်ဆောင်းရှောက်ရုံနဲ့မကဘူးကြွေးမွေးတယ်။ဟောနှစ်ခုဆောင်းရှောက်ခြင်းကြွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထတ်သေးတာတော့ဒီလောကကြီးကိုပြတယ်ဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲမိဘခြေဆုကောင်မဆက်နိုင်ဘူးဆိုတော့အဲ့ဒါကိုပြောတာ ဘာလို့လို့ဆိုရင်ကိုကနောက်မှရောက်တာဆိုတော့မိဘကိုကိုကလူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆန်သူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ခြေကျုပ်စီရှိတယ်လို့လက်ခံခြင်းသည်ပင်လေသူကတမဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တုံလောကဆိုတာရှိတယ်လူတွေဟာ တည်သွားပြီးရင်နောက်ဘဝဆိုရောက်လာအောင်မယ်ဆိုတော့ကံတရားရဲ့အကျိုးလက်ခံတာတွေမှန်သမျှသမဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့ပညာလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိသမဒိဋ္ဌိကြတော့ပညာ right understanding မင်္ဂန်နဲ့နားလည်မှုနော်မင်္ဂန်နဲ့နားလည်မှုအဲ့တော့အဲ့ဒီဒီမှာက အလောဘရဲ့အရောဒဆိုရဲမေတ္တာရဲ့အမတ္တိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးခုကံပဲစေရဏတည်းမဟုတ်ဘူးเนาะကုသကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာဟာသူက အနာဂျီတွေစုသွားအောင်သူကစုဆောင်လိုက်တာဒါမို့အာယုဟနာရတလို့ခေါ်တယ်သူတို့ကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွာအားပြေးလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲဆိုနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွာယိတ္တိဟာဘယ်မှာသွားစုသလဲ ကနေခေတ်တော့ဂိုင်းကူးတွေဂိုင်းကူးတာတွေပါတယ်ရှိတယ်ပေါ့နော်အဲ့အရေးထားတဘာဝအပြည့်ဘယ်နေရာမှာသွားစုတယ်လဲလို့ဆိုလို့ရှိရင်မျိုးစိတ်သွားစုအတိမှသွားစုအတိမှသွားစုအဲ့ဒီအတိတဲ့ကအစိတ်လေးထဲမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသ မစ်ဒိဋ္ဌိအလောဘအရောဒသမပညာလို့ဆိုရဲဒီတရားတွေပေါ်မှာအနှစ်တရားစုသွားလို့ဘဝတစ်ခုကျုပ်ပြိမယ်ဆိုလို့ရှင်တရားတွေကကျုပ်ပြိနိုင်လာတယ်အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုန်းကြီးတို့တွေနေ့စဉ်ဘာတွေလုပ်နေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက် နေ့စဉ်လုံးနေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဥဘောပုံဉ္စပပင်းစယမစ္စောကုရုတေဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာ ခဏရှေ့ကတွန်းအားတွေကိုရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်။အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်္ဆာအရာယခစတိကိုယ်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင် ကိုယ်နဲ့သာသက်ဆိုင်သွားတယ်။ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်။သူများနဲ့မဆိုင်ဘူး။သူများနဲ့မဆိုင်ုံနဲ့မကဘူး။ဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေသမျှကလပလုံဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထုံးစံမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကျတော့ချမ်းသာဒုက္ခပေးတယ်တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လွလည်းပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခုနကတမန်အဲကြီးပွားတုတ်တဲ့အလုပ်တွေကိုပြောတာ ဖြစ်ကောင်းဖြစ်လိမ့်နော်တကယ်တော့လောကမှာဒီလူတွေမှာနေစင်တဲ့အမြတ်ကံတရားတွေကဖြစ်နေတာပဲကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူရင်ထဲနှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ရင်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေတယ် accumulation ဆိုစုမိဆောင်မိဖြစ်သွားစုမိဆောင်မိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောဒီကောင်းမကောင်းနေဟာကိုကိုပိုင်ဥစ္စာ ကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုပိုင်ဥစ္စာကိုလုတ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆွလို့တယ်နော်ကိုရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်ပါတော့နော် ကိုယ်ရင်ထဲမှာ ဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုစားလိုက်တဲ့အစာရဲ့အကောင်းဆုံးကလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မသက္ကတာကံနာလင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင် ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာဒါယခစ္စတိဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါတာတော့ကံတရားတွေကဘယ်မှာကိန်းနေတာလဲနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘွားဘယ်လိုလုပ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်ဟုတ် အဆိုင်မှာဖြစ်ရင်ဒီဘွားတွေမေ့သွားပြီအဲ့တော့ကန်တရားပဲသွားနေပြီအုံနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါးရအကြောင်းရှိပြန်အဲ့တော့ကန်ဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေသလဲဘယ်မှာတည်ရှိသလဲလို့ပြောမစစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူး စိတ်အစဉ်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental processor တန်တရာဝကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတောင်ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှင်ဆန်စွမ်းအားနဲ့တမာရီစွမ်းအားနဲ့စိတ်ကိုယုံမုံးပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှင်အတိညာတ်ဘုံဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာခပါ900တာလည်းပဲ post လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ post လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး post လုပ်လိုက်တာနော်ချိန်တိုင်းပြန်ပေါ်လာမှသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါဏိရောဓသမဘာဆိုတာကြာဥရလိုက်မယ်ဏိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသာရောအလုံးချုပ်သွားတယ် မာဓိဆောင်အားနဲ့ဒါလည်းပော့စ်လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုတာလည်းသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမှီဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပော့စ်လုပ်လိုက်လို့ရှိရင်စိတ်ဟာလည်းရက်သွားတယ်အဲ့ဒီနှစ်နေရာလွှဲရင်မြင့်တဲ့ process ကပြောင်းမသွားဒါဖြင့်ခုနလိုပို့စလုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူး ရှေ့နဲ့နောက်နဲ့ဟာအနန္တရပစ္စယောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတယ်ဆိုအောင်တော့အနန္တရပစ္စယောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြเนาะရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ရှားမှာ အကြောက်ွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌံပစ္စည်းထဲမှာအနန္တရပစ္စယောလို့ပြောတာเนาะတခါ အတဉ္ဇဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပိစီရောပဲစိတ်အစဉ်ညာသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟိုကရုပ်စဉ်သူတမာရီစွာအကုန်လို့တင်ညာစတင် ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်တယ်ခိတ္တဘော့စ်လို့တယ်အဲ့တော့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြီးပိုင်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတ္တိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့ဒီလိုပဲမှတ်သားမှာဖြစ်တယ်ဟုတ်ပြီ ကောင်းလေကောင်းတာလို့လေကံဖြစ်တယ်မကောင်းတာလို့လေကံဖြစ်တယ်အဲ့ဒီခန္ဓာဟာလုံးတရားကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူကစွန့်ရည်တတိအနေနဲ့ပါ အကြောင်းအကျိုးညီညွတ်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့တို့ဆွလို့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားက အေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြလို့ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်တယ်